က်ကစီနဲ့ဝက်သုံးသက်သားနဲ့မြင့်တဲ့ချက်သားလေးပြပါမယ်ပဒါလေးထည့်မယ်ဆဗလူရဲ့ထည့်မယ်မြင့်ထည့်မယ်မြင့်ထည့်မယ် ံပြာဤလေးသဘောတဲ့တပြည့်ချက်ပြီးရင်ကြားတဲ့မယ်ဒီကပောင်းရဲ့နဲ့ယူရန်ယူဤလေးတဲ့မယ်သာလေးရတာမြည်ပါ နဲ့ဘင်းကံပြာရင်လေးနည်းနည်းဖြဲ့မယ်ချိုမိုလေးထည့်ပါမယ်ညနေကပောင်ရွက်နဲ့ရှောက်ပလူရွက်နဲ့ရက်ကရီနဲ့ချက်တဲ့ဟင်းလေးပါအသားချင်ချမယ်နော်ဒါကြည့်ပါဦးရပါကြပါပြီလားဟုတ်ကဲ့ ကျွန်တော် chef ဆိုပါချက်စားကြည့်ပါနော်ခိုင်ဟင်းလျာလေးဖြစ်ပါတယ်ဒီဟင်းချက်ဖို့တဲ့ red curry တော့လိုပါတယ်နော် red curry paste ကို store ဆိုင်နေမှာဝယ်လို့ရပါတယ်ကျေးဇူးပါ